တန်ရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမြင့်ချင်းနဲ့ကနေမှဖန်ပြန်လက်ပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ တရုတ်ကချင်ပြည်နယ်တရင်နဲ့စချင်တယ်။အဲ့စားပါလေဆိုတော့မြစ်ကျနနဲ့တနိုင်လန်းပေါ်မှာရှိတဲ့ဝါရာဇုပ်ယူဝမ်ဆူတောင်းတောင်းမှာအခြေချထားတဲ့မင်းစင်ပီတုစစ်နဲ့ခွေးစခန်းတွေပေါင်းမှအခြေချထားတဲ့ဒီစခန်းကိုမေလတရက်နေ့တုန်းကကျတို့တိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တယ်။ဆိုတော့အဲ့မှာမသားတယ်အများကြီးပေါ်သွားတယ်လို့ကျမတည်င်းထဲမှာလည်းတင်ခဲ့ပြီးသားဖြစ်တယ်။အဲ့ဒီတည်င်းတင်တဲ့ထဲမှာကျမပြောတာကပီတုခွေးကောင်းဆောင်ဖြစ်တဲ့မင်းစင်တန်းကိုမတတ်နိုင် ခဲ့တဲ့အတွက်ကြောင့်စိတ်မကောင်းဘူးလို့ပြောတယ်ဒါပေမဲ့အခုကဒီစခန်းတိမ့်နိုင်တာထက်ပိုပြီးမှဝမ်းသာစရာရှိတယ်ဒါပါလေဆိုတော့ကျတော့ကချင်မျိုးနွယ်ထဲမှာလီဆိုနဲ့ရဝောင်မျိုးဆိုတာလည်းရှိတယ်ဆိုတော့အခု30ရာခိုင်နှုန်းတော့လီဆိုနဲ့ရဝောင်လိုမျိုးဟာမြစ်ကျနဝိုင်းမော်ကပြည်သူစစ်တွေကဒီဝါရာစုမှာလာပေါင်းပြီးမှအခုလူမျိုးတွေကိုတိုက်ခိုက်နေတယ်ဒီတိုက်ပွဲမှာကျတော့ကချင်တို့မျိုးလိုအမြင်ခံထားတဲ့30ရာခိုင်နှုန်းတော့ ဒီရောဝောင်နဲ့လီဆူဒီအများကြီးတည်သွားတယ်ဆိုတာသိရတယ်1တာသလားမမင်းနဲ့เนาะဆိုတော့ကို့ရဲ့အသားထက်ကလောက်ဖြစ်တယ်ဆိုတော့အခုဒီ30ရာခိုင်နှုန်းတော့လီဆူမျိုးထဲကနင့်တို့ကိုပြောချင်တယ်နင့်တို့ကချင်ဖြစ်ချင်မဖြစ်ချင်ဟာကျတို့နဲ့ဘာမှမဆိုင်ဘူးနင့်တို့ကချင်ဖြစ်လာလို့ကျတို့သမင်းတနတ်ပိုးမစားရသလိုနင့်တို့ကချင်မဖြစ်လို့လည်းငါတို့သမင်းတနတ်ရော့စားမသွားဘူးเนาะဒါကြောင့်နင့်တို့ကဒီနေ့ကို့ရဲ့လူမျိုးကို တိုက်ခိုက်နေတဲ့အထဲမှာနင့်တို့30ရာခိုင်နှုန်းတော့လီဆူနဲ့ရော်ဝောင်လိုမျိုးတွေနင့်တို့ကချင်မဖြစ်ချင်ဘူးဆိုလို့ရှင်ခွေးအောင်လိုက်ရဲ့အမျိုးခွေးမျိုးခံယူလိုက်ဒီမတ်ပုံတင်ထဲမှာလဲကချင်ကွင်းစာကွင်းပိတ်ထဲမှာလီဆူတို့ကချင်ကွင်းစာကွင်းပိတ်ထဲမှာရော်ဝောင်လိုမျိုးတို့လုံးဝမထဲနဲ့အခုစစ်ခွေးကိုထောက်ခံနေတဲ့အားလုံးမဟုတ်ဘူးနော်30ရာခိုင်နှုန်းလောက်တော့လီဆူနဲ့ရော်ဝောင်လိုမျိုးတွေ နင်းတို့ကချင်ဆိုတဲ့စကားလုံးဝနင်းတို့ပါဇက်ထဲကမထွက်နဲ့ဒီနေ့နင်းတို့ကြောင့်စက်တရေတုံးတယ်နော်နင်းတို့ကချင်ဖြစ်လို့ငါတို့သမင်းပုံမစားရဘူးဆိုတော့ကိုမြင်မြင်မှတ်ထားအခုဝါရစုထဲမှာနင်းတို့အတုံးအယုံသေးတယ်ဆိုတာဝမ်တာလို့ကိုမဆုံးဘူးပေါင်ဝါမှာရှိတဲ့ပြီးသူစုကောင်းဆောင်တွေက ကိုယ့်ရဲ့လူမျိုးတွေကိုစုပြေးမှအခုဒီမြစ်ကျနမှာရှိတဲ့စစ်ဌာနချုပ်ကိုရောင်းစားနေတယ်ဆိုတာလည်းသိရတယ်ပမော်ပြေးလို့ရှိရင်မပါခကိုချဖို့ရတဲ့အစီအစဉ်ရှိတဲ့အတွက်ကြောင့်အခုဒီပောင်ဝါဒီဘက်ကနေမှကချင်သမင်းစားပြေးမှကချင်နတ်မနန်တဲ့အနေအချင်းတော့ကချင်လူမျိုးတွေအခုဒီမြစ်ကျနစစ်ခွေးတွေနဲ့လာပေါင်းပြီးမှကချင်တွေကိုတိုက်ဖို့အတွက်လုပ်တယ်။ဒါကြောင့်အခုနင်းတို့ကိုဖမ်းမိပြီဆိုလို့ရှိရင်နင်းတို့ကိုဒီစစ်ခွေးတွေ ကိုချတာတဲ့နင်းတို့ကိုပို့ချမယ်ဆိုတာနင်းတို့မြင်မြင်မှသားပါเนาะအခုတွေ့ရတဲ့ပုံတွေမြင်တယ်เนาะကိုယ်ကိုယ်လေးတွေအခုဒီစစ်ခွေးတွေရဲ့စခန်းထဲမှာဆိုအများပြင်ကြုတ်ချင်းဆိုအရှေကြီးနဲ့တူထားလက်ရှိတယ်ဒါပေမဲ့အခုဒီကျွတ်ခရီးယန်တွေရဲ့ဖះเจ้าမှာခြေချထားတဲ့ဒီစစ်ခွေးတွေကသူတို့ကတယောက်စာတယောက်စာတယောက်စာဒီလိုမျိုးတူးပြီးမှခြတာ နင်တို့ဘလို့ပဲတူတူပြောပြီးပြီကျွဲတို့ကချင်လက်ထက်ကလွတ်ဖို့ဆိုတော့အစစ်စစ်မရှိဘူးဆိုတာမှတ်ထားကချင်ပြည်နယ်ဟာထောင်ချောက်ဖြစ်တယ်ဆိုတာမမေ့ကြနဲ့နော်ပမော်တရင်နဲ့ထပ်ပြီးမှပြောပြချင်တယ်ပမော်မှာတော့အခုဒီမနေ့ညကတော့ဒီစက္ခခ27မှာရှိတဲ့အရာရှိဒီနေထိုင်တဲ့နေရာနဲ့ Nan City MD ရှိတဲ့နေရာကို KIA တွေကနေမှဒရုန်းနဲ့ တိုက်ခိုက်တယ်လို့သိရတယ်ဆိုတော့ဘလောက်မတာပေါ်သွားလဲဆိုတော့မသိရသေးဘူးပြီးလို့ရှိရင်အကျဉ်ထောင်နားမှာစခန်းချထားတဲ့အိုက်စခွေးတွေလည်းအကျဉ်ထောင်စခန်းကနေမှထွက်ပြေးပြီးမေနေရက်နဲ့ညကစက်ခါခါ၂၁ကိုပြမပူပေါင်းနေတယ်လို့သိရတယ်ပြီးနောက်တစ်ခုကတော့ဒီ comments တွေမှာကြောက်ကိုမေးထားတယ်အခုအရန်ပြောနေကြတဲ့ဘူချုပ်ထွန်းမြတ်နိုင်ကနေမှပမောမှာရှိတဲ့ဒီအာခတ်တတော်သူ့ရဲ့စစ်သားတွေကိုခွန်အားပေးစကားပြောတယ်လို့ပြောတယ်ဆိုတော့ ဟုတ်တယ်မဟုတ်ဘူးဆိုတာတော့ကျမမသိဘူး။ဘာကြောင့်လဲဆိုတော့အခုဗမော်မှာကျမနေ့တိုင်းဆက်သွယ်နေတဲ့ချေတန်းကရဲပေါ်3-4ယောက်ရှိတယ်။ဒါပေမဲ့သူတို့ကတော့မသိဘူးလို့ပြောတယ်။ဘာကြောင့်လဲဆိုတော့အခုဗမော်မှာဒီ April 25ရက်နေ့မှမေ3ရက်နေ့အထိ10ရက်ပဲတိုက်တဲ့ထဲမှာတောင်းကျတော့က ကာခင်၅ခုရရှိပြီးပြီးတော့စိန့်ပက်ထရစ်ရဲ့ရောဘတ်ချက်ရဲ့ဒီနုမှာအခြေချထားတဲ့စစ်ခွေးရောဟိုတယ်မှာအခြေချထားတဲ့စစ်ခွေးတွေရော၃ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့ဒါပေမဲ့အခုဗမော်မှာစစ်ခွေးစခန်း၅ခုလောက်ကျန်သေးတယ်ဒီစကကနစက်တီရဲ့ခလာရ59ရဲ့တမရှိရှိဆိုတာကတော့သူတို့ကကောင်းကြီးပေါ့နော်အဲ့ထဲမှာအသေးဒီနဲ့ပေါင်းလို့ရှိရင်အခုဗမော်မြို့အထဲမှာပဲ15ခုလောက်ကျန်သေးတယ် ကျတော့တိုက်တဲ့အခါမှာတနေရပဲမတိုက်ဘူးစစ်မျက်နှာအကုန်ဖြန့်ပြေးမှတိုက်နေတဲ့အတွက်ကြောင်းအားလုံးကတော့ရောနေကြတယ်လွန်ခဲ့တဲ့အချိန်မှလည်းကျွန်မပြောဖူးပါတယ်ပုံမော်တိုက်ပွဲထဲမှာအာရခတတော်ရီလည်းရှိတယ်ကိုကီးတီရှိတယ်ချင်းနေရှိတယ်အားလုံးပေါင်းမှတိုက်တယ်ဒါကြောင့်ကျွန်မပြောတဲ့စကားထဲမှာ KIA နဲ့အတူပူပေါင်းတော်လာရေလို့အမြဲတမ်းပြောနေတဲ့အတွက်ကြောင့်အာရခတတော်ရီပဲမဟုတ်ဘူးတခြားသောကျွန်တော်ရဲ့လက်နက်ကင်တိုင်းရင်သားတွေအားလုံးရှိတယ် PDF တောင်မှနေဆုံး မြို့စုံတိုင်းစုံက PDF တွေရှိတယ်လို့ပြောတယ်အဲ့လိုမျိုးရောပြမတိုက်ခိုက်နေတဲ့အတွက်ကြောင့်ဘူချိုထုံးမြတ်နိုင်လဲသူ့ရဲ့ရေးပေါ်တွေကိုပြောကောင်းပြောနိုင်ပါမယ်ဒါပေမဲ့ကျမတို့မသိဘူးစစ်မျက်နှာရမ်းများတဲ့အတွက်ကြောင့်တနေရာကလူတွေကိုခေါ်ရင်လဲတနေရာကလည်းတိချင်နေတိမယ်မတိချင်နေမတိဘူးပေါ့နော်လွန်ခဲ့တဲ့အချိန်မှာလဲဘူချိုထုံးမြတ်နိုင်နဲ့ပတ်သက်ပြီးတော့ကျမစကားပြောဖူးခဲ့ဆိုတော့ဘူချိုထုံးမြတ်နိုင်ဟာကျေးဇူးအကြီးမတတ်မှတိတတ်တဲ့ ဘူချုပ်ဖြစ်တယ်လို့ပြောခဲ့ဘူးတယ်ဆိုတော့အခုဒီ MNDAA ဒီနဲ့ပတ်သက်တော့လဲသူတို့ကိုလက်နဲ့တရားပေးခဲ့တဲ့ကျေးဇူးကြောင့်လို့ကျွန်မပြောခဲ့တယ်နော်ဒီတနက်လက်တရားပေးခဲ့တဲ့ကျေးဇူးကြောင့်သူ MNDAA ကောင်းဆောင်တေတုံးကလည်းသူအဲ့မှာပဲကျေးဇူးတင်စကားတော့ပြောခဲ့တယ်လို့အခုဒီညီနောင်သုံးဖော်ဆိုတဲ့အထဲမှာလဲကျေးဇူးတရားကိုတည်တတ်တဲ့စိတ်နဲ့ပါဝင်နိုင်တယ်လို့ကျမလွန်ခဲ့တဲ့အချိန်မှာလဲပြောခဲ့တယ်အရခတတ်တော်တည်ထောင်တဲ့16နှစ်ပြည့်အထဲမှာကျမဒီဘူချုပ်ထွန်းမြတ်နိုင်အတွက်က ကဗျာထဲမှာရခိုင်မျိုးချစ်လူငယ်တွေကကချင်ပြည်နယ်တွားတယ်ဆိုတော့ကဗျာထဲမှာလည်းပါတဲ့ဥစ္စာကျမတင်ပေးခဲ့ပြီးပြီအာရခတတ်တော်ဒီနဲ့ကျတော့ KIA ဒီဟာအမြဲတမ်းစစ်မှန်တဲ့မဟာမိတ်ဖြစ်ခဲ့ကြတယ်၂၁တော်လာရဲ့ဆလာတာနဲ့အာရခတတ်တော်ဒီတပ်ပွဲမှုဆင်နွှဲတယ်ဘူးနော်သူတို့ကအင်မတန်မှနောက်ကျပြီးမှဆင်နွှဲတာဖြစ်တယ်ဒါပေမဲ့၂၁တော်လာရဲ့ရောက်လာတဲ့အခါမှာသူတို့ ရခိုင်ပြည်နယ်မှာတာတိုက်ပွဲမဖော်ဆောင်သေးတာအဲ့အချိန်ကလေးကအရကတတော်ရီဟာကျွန်တော်ကချင်ပြည်နယ်မှာရှင်းနေပြီးတာဖြစ်တယ်လို့ဒါကိုပြောချင်တယ်ဆိုတော့ဒီဘမောတိုက်ပွဲမှာပဲအရခတတော်ရီဟာပါဝင်နေတာမဟုတ်ဘူးအစကလေးကအရခတတော်ရီဟာကျွန်တော်ကချင်ပြည်နယ်မှာ KIAD နဲ့အတူတိုက်ပွဲပေါ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုပဲကျွန်တော်ဒီလိုပဲပြောပြချင်တယ်ဆိုတော့ ဒီလိုမျိုးရောနောပြီးတိုက်ပွဲဝင်နေတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုကြည့်ရအောင်နော်2024ရခိုင်ပြည်နယ်မှာရှိတဲ့ အမ်တိုက်ပွဲမှာရောဒီနပခတိုက်ပွဲဒီမှာ ပါဝင်ဆွနွဲခဲ့တဲ့ဆလင်းကြီး PDF တွေကနေမှအခုတော့ဒီခိုင်ပြည်နယ်လဲပြောင်းလာပြီဖြစ်တဲ့အတွက်ကြောင့်เนาะအရခတတော်ရီနဲ့တခြား PDF တွေတော့ရှိသေးတယ်ဒါပေမဲ့အခုဆလင်း PDF တွေကတော့အမြင့်မြေကိုပြန်လာခဲ့ပြီးအခုတို့တို့ကိုကြိုးဆိုနေကြတယ်ဆိုတော့ခဏတုန်းကပြောသလိုကျွန်တော်တော်လာရေးတွေအားလုံးကတော့ရောနှောပြီးတိုင်နေကြတာဖြစ်တယ်စလင်ဂျီ PDF တွေလည်းအများကြီးအခုနော်ကာတန်ကြီးနဲ့ပဲအဲ့လောက်ကြီးထိပါဝင်နေတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ဆိုတော့အဲ့ထဲမှာနပ်ပခနဲ့ M type boy ထဲမှာစလင်ဂျီ PDF ရှိရောက်အသက်ပေးလူခဲ့တယ်ပြီးတော့တက်ရောက်ကတော့ကိုခန္ဓာပေးလို့ခဲလိုက်ရတယ်ဆိုတာသိရတယ်ဆလင်းနဲ့ ရခိုင်ပြည်နယ်ဆိုတော့ကအဝေးကြီးပဲနေမြေသာဝေးနေတာနှလုံးသားချင်းဆက်နေတဲ့အတွက်အကြောင်းစလင်း PTF တွေကတော့ရခိုင်ပြည်နယ်လို့မပစ်ထားပဲနဲ့ငရုရဲ့တိုင်းရင်းသားပြည်နယ်ဆိုတဲ့စိတ်တက်နဲ့ပါဝင်နေတယ်။ထိုနည်းတူပဲအရခတ်တပ်တော်တွေအများကြီးလဲအခုအညာမှာ တိုက်ပွဲဝင်နေတာဖြစ်တယ်။ရက်တိကြတော့မသိတော့ဘူးဒီကျွန်တော်ဒီနှစ်ဆက်မှာပဲ KIAD ရဲ့စစ်မျက်နှာကစကိုင်းထိဆုတ်သွားတယ်ဒီအရခတ်တပ်တော်တွေကမကွေးထိတက်လာခဲ့တယ် နော်ဆိုတော့ KIA ဒီဆုတ်လိုက်တဲ့အခါမှာအရခတ်တတော်တွေဝင်လာခဲ့တယ်။ကျတော့ကချင်တည်င်းထဲမှာအတိအလင်းတို့ပြောပြလာခဲ့တယ်။ဥဆောင်တာကတော့စကိုင်းအထိဥဆောင်မယ်။ပါဝန်တာကတော့မြန်မာပြည်တပြည်လုံးပေါ့နော်။ထိုနည်းတူပဲအရခတ်တတော်တွေကတော့ဒီမကွေးအထိယူမယ်ဆိုတဲ့ဥစ္စာကိုကျတော့ဒီ KIA နဲ့အရခတ်တတော်တွေရဲ့အပေါ်ကနေမှစကားပြောကြတယ်လို့ကျမထင်တယ်။ဒါတော့ကျမလည်းသိကြတော့မသိဘူး။ဒါပေမဲ့ကျတော့ကချင်တည်င်းထဲမှာတော့အဲ့လိုမျိုးထွက်လာတာရှိတယ်။ နော်ဒါကတော့ကျွန်တော်ရဲ့စစ်မျက်နှာအကြောင်းနော်ဆိုတော့အခုဒါကတော့ဆလင်းကြီး PDF တွေပြန်လာတဲ့ဥစ္စာကိုဆလင်းကြီး PDF ရဲ့တော်လိုင်းရင်းမိသားစုဒီဘက်ကနေကြိုးဆိုတဲ့ဥစ္စာအခုတွေ့ရတဲ့ပုံကတော့ဖလမ်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ CDF မင်းသားကနေမှာ သူတို့လည်းသူတို့ရဲ့ဌာနေကိုပြန်တဲ့အခါမှာတော်လာရေးမိသားစုဒီဘက်ကနေမှကြိုဆိုတဲ့အရာဖြစ်တယ်ဆိုတော့ဒီလိုမျိုးကြိုဆိုတဲ့ဥစ္စာကိုကြည့်ရင်အင်မတန်မှဝမ်းသာစရာကောင်းတယ်အဲစစ်ခွေးတွေကြည့်ကြဘောမတွေမြင်ကြတယ်နော်အာနင်တို့ဘဝမှာဒါမျိုးမြင်ခဲ့ဖူးသလားဆိုတာကို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 စဉ်းစားကြည့်ဒီနေ့ကျတို့တော်လာရေးတွေနင်တို့အမြဲတမ်းပြောတဲ့ငိမ့်ချမ်းစွာနေထိုင်လို့တော့ပြည်သူလူထုတွေဆိုတာဒါကိုခေါ်တာ နင်တို့ကတခြားပုံစံမျိုးနဲ့နားလေသဘောပေါက်နေတာငိမ့်ချမ်းစွာ နေထိုင်တော့ပြည်သူလူထုကြီးကငိမ့်ချမ်းစွာ နေနိုင်အောင်စူးစမ်းပေးနေတဲ့တာသမီတွေကိုကြိုးဆိုနေကြတယ်ဆိုတာကိုကျွန်တော်အခုတွေ့နေရတယ်เนาะနောက်တစ်ခုကတော့ကျွန်တော်ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်เนาะဂျိုက်တီယိုမှာဖျားဖူးတွေကိုဖမ်းတယ်ဖမ်းလိုက်ဖမ်းအောင်ဖမ်းသွားပြီးတော့နောက်တစ်နေ့ကျတော့နတ်ဆက်ကသတင်းထုတ်တယ်ဒီလိုဖမ်းလဲဆိုပြီးသတင်းထုတ်တယ်ထုတ်တော့ သူတို့ဘွယ်အဲ့လိုတင်းတော့ကြေကြေလောင်ဖြစ်လာတော့သူတို့ဘွယ်မြက်ကလူးဆန်ပြားကိုဆက်ကပြားနဲ့ဖြစ်ချင်းချင်းတန်ထုတ်ပြန်တယ်အခုနောက်ဆုံးတင်းရင်ထုတ်ပြန်တာကတော့ဖန်တာ48ဦးတည်းက6ဦးတော့ဖန်ထားပြီးတော့ဂျန်နဲ့52ဦးကောင်းကောင်းဝထိုင်ပြန်လွှတ်လိုက်ပါတယ်ဗာညာပြောတယ်ဒါပေမဲ့6ဦးကဘာလို့ဖန်လို့ဆိုတော့ပြူရင်းမှုလို့ဖန်တာပါပြူစောတိမှုလို့ဖန်တာပါလို့တယ်အကြောင်းပြချက်ပေးတာပေါ့ဒါပေမဲ့ပြူစောတိလို့ပြနိုင်တယ်တတိယသူတို့မှာတနက်ပါသွားတာမဟုတ်ဘူးတာမန်အရသာပဲတာမန်လူပဲတော့သူဖျားသွားဖူးတာပြီးတော့ကြံပိတ်ရဲ့ဒီကာလာတွေထဲမှာသူတို့အနေနဲ့သွားကြတာဒီလိုမျိုးသွားကြတာအဲ့ဒါလည်းသူတို့မရှောင်ဖန်တယ် အပရလနစရဲ့နဲ့တော့ငါသူပြောခဲ့တဲ့သတင်းဖြစ်တယ်ကျွတ်တော့အလိုမမိမှာပါเนาะ blaze နဲ့ရှိရောက်တော့ဖျားဖူးဒီကို PDF ဒီကနေဖန်သွားတယ်ဒါပေမဲ့40နှစ်ယောက်ကတော့မိသားစုတွေဖြစ်တယ်မိသားစုဝင်တွေဖြစ်တဲ့အတွက်ကြောင့်တို့တို့ကကျတော့ပြန်ခိုင်းလိုက်တယ်ဆိုပြီးမှသတင်းထုတ်ပြန်ထားတယ်ဆိုတော့အဲ့ဥစားကိုစစ်ခွအခုဒီဘောမလော်ဘီသူကဒုံတီးတုံးကအမေစရနန်းဖက်လောက်ပါလာတဲ့အုံနောက်ကချစ်ချလိုက်တဲ့အတွက်ကြောင့်သူအုံနောက်မရှိတော့ဘူးတို့ရဲ့ခွေးလိန်သတင်းဌာနက TV ကနေမှ PDF တွေကနေဖျားဖူးတဲ့ပြည်သူတွေကိုဖမ်းသွားတယ်လို့ပြောတယ်။ဒါကြောင့်မို့ပဲဒီလိုမျိုးသတင်းတွေထွက်လာတဲ့အတွက်ကြောင့်ကျွန်တော် PDF ပြကြောက်တယ်ပေါ့ကွာ။ကြောက်လို့ဒီ lesson တွေကိုတော့လွတ်လိုက်တယ်။ဂျာနယ်လည်းမတတ်တာ တကယ်လို့ဒါတို့တို့မျိုးမီဒီယာကနေမှမအော်ဘူးဆိုလို့ရှိရင်ကျတို့ PDF တွေကတတ်ချင်နဲ့တတ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းအခုဂျန်နဲ့6ယောက်ကိုမလွတ်ဘဲနဲ့ချမ်းထားခဲ့တဲ့6ယောက်ကလည်း user team မဟုတ်ဘူးပေါ့နော်တို့ဘလို့တည်တယ်လဲလက်နဲ့တည်းလဲမပါဘူးလို့ပြောတာလက်နဲ့ပါမှ user team ဖြစ်တာမဟုတ်ဘူးဒီဥစ္စာကိုဆက်မပြောခင်မှာဗီဒီယိုတော်တော်လေးထပ်ကြည့်ရအောင်နော်ဟောကျွန်တော်နာမည်လှိုင်မဲပါအသက်ကတော့ကျွန်တော်42နှစ်ပါအဲညောင်လည်းပြမြို့မငါရွှေရင်းစာလမ်းကျုံကလေးပိုင်း ကိုလုံးနားမှာကျွန်တော်နေပါတယ်2022 6လပိုင်း30လပိုင်းကျွန်တော်တနင်္လာဤဆိုတိတော့ကျွန်တော်စရောက်ဝင်ခဲ့ပါတယ်လိုက်မင်းကိုတိုင်သူ view ပဲလို့ထွက်ဆိုထားပြီဆိုတော့အခုဒီဘောမကျော်မျိုးမင်းအခုနင်းနားထောင်နေနော်နင်းတို့အများအားသတင်းလိမ့်နေတယ်ကျွန်တော်တို့ကတော့အတိအကျအတိအကျ ပိုလိုနဲ့ကျွန်တော်တခုမှမပြောဘူး beauty ဖတ်လို့ရှင်လဲ view မဟုတ်ဘူးလို့ပြောတယ်ဒီလိုမျိုးအခု light mean ဆိုတာသူခေါင်းဆောင်ဖြစ်တယ်ဘယ်လောက်အထိတို့ပြည်သူတွေကိုနှိပ်စက်တယ်ဆိုတာကကျွန်တော်တော်လိုင်းရေးပြည်သူတွေကြားပြီးတာဖြစ်လိမ့်မယ်ဒါကြောင့်ကျွန်မကတော့သူ့ရဲ့သတင်းကိုအားလုံးမထည့်ပေးတော့ဘူးသူဘယ်သူလဲသူက view ဖြစ်တယ်ဆိုတော့ဥစ္စာအထောက်ထားလောက်ပဲကျွန်မတင်ထားတာဖြစ်တယ်ဆိုတော့အခုဒါကိုနားထောင်မယ့် ဘောမတွေစစ်ခွေးတွေဘက်ကိုရောက်နေတဲ့သူတွေအားလုံးလည်းနင်တို့ဒါကိုနားထောင်ပြေးမှနင်တို့ရဲ့သတင်းဌာနလို့ပြောတဲ့ lobby နင်တို့ရဲ့ဘောမတွေအော်နေတဲ့သတင်းတွေဟာအမှန်လားအမှားလားဆိုတာကိုသိစေချင်လို့တင်ပေးလိုက်တာဖြစ်တယ်เนาะစစ်ခွေးတွေနင်တို့ကိုဂျင်းထဲ့တာထက်ဒီနေ့ lobby ဒီကနင်တို့ကိုပို့ပြီးမှဂျင်းထဲ့နေတယ်နင်တို့ကိုစစ်ခွေးတွေသတင်းဖုံးတာထက်အခု lobby ဒီကနေမှနင်တို့ကိုပို့ပြီးမှသတင်းဖုံးနေတယ်အမှန်ကိုအမှန်မမြင်အောင် နင်တို့ကိုလုံနေတယ်ဆိုတော့ကိုအခုနင်တို့ကြားရပြီနော်ဘာကြောင့်တဲ့ဒီလိုမျိုးတွေပြောနေတယ်လဲဆိုတော့ကျမတည်င်းထဲမှာဘောမတွေဘောမျော်တွေအများကြီးလဲကြည်နေတဲ့အတွက်ကြောင့်ကျမဒီလိုမျိုးခွေဘောမတွေပြောတဲ့ဥစ္စာကိုကျမချေချေဖြတ်နေရချင်းဖြစ်တယ်ဆိုတော့20ရက်နဲ့တုန်းကဘောမကျော်မျိုးမင်းကတော့ဒီလိုဟောင်းသွားတယ်သူဖုံးကြီးတော်မှုတဲ့အမှန်တရားကိုပြောဖို့သူမတော်မတင်ခဲ့ဘူး ဖုန်ကြည့်ဖို့တယ်ဆိုတာကကိုယုံကြည်တဲ့ကိုယ့်ရဲ့ဖခင်ကဘာဟောသွားတယ်လဲဆိုပြီးမှကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့စိတ်ဓာတ်ကိုနည်းနည်းပြုတ်ပြင်ရမှာသူဘာမှမပြုတ်ပြင်ဘူးဖုန်ကြည့်တာတော့ဝတ်ခဲလိုက်တယ်ကတော့တာတော့တီးခဲ့တယ်ပြန်လာတော့လေသူနီး၎င်းပဲအရင်အတိုင်းပဲဘာအချိုးမှပြောင်းလဲမလာဘူးအခုဒီလိုမျိုးယူယူလူတွေတရင်လိန်တာပါမကဘူးနော်ဆိုတော့အခုကျွန်တော်တို့နောက်တရင်တစ်ပုတ်ကိုထပ်ပြီးမှနားထောင်ကြည့်ရအောင် ခုနှစ်ခုနှစ်စက်တင်ဘာလ18ရက်တရွှေဝါရောင်တန်ခါဒေါ်လာရေးပခုတ်ကူမှာတက်မတော်အစိုးရကနေပြီးတော့တန်ခါတွေကိုဓာတ်တိုက်မှာကျိုးနှုတ်ရိုက်နှက်ခဲ့တယ်ဆိုတဲ့ line ပေါ်မှာရှိတဲ့ကာတွန်းပုံလေးအပြင်မှာတကယ်မရှိခဲ့ဘူးနော် အခုဒီကဒုံးနဲ့ပတ်သက်ပြီးတော့ကြွက်လွန်ခဲ့တဲ့သတင်းထဲမှာလည်းကြွက်တင်ပေးပြီးပြီးသူဆဲတဲ့ဥစ္စာလည်းကြွက်တင်ပေးခဲ့ဖူးတယ်ဆိုတော့အခုဒီမှာလည်းသူပါပြောလာဒီ2009ရွှေဝါရောင်ဒေါ်လာရေးထဲမှာလည်းပြီးသူဒီကနေမှဂျင်းထဲ့တယ်လို့ပြောတယ်နော်အခုဒီမှာကြားရတဲ့အတိုင်းဆိုလို့ရှိရင်တော့ဒီစစ်ခွေးတွေက ဖုံးကြီးတွေကိုမနှိမ့်ဆက်ဘူးဆိုတော့ဒါကဂျင်းဖြစ်တယ်လို့ပြောတယ် ဘောမတွေလည်းသူတို့လိန်ပြီးမှရှာစားတယ်မပါတာလို့ပြောတဲ့ဒီဖုံးကြီးတွေလည်းပဲဒီလိုပြောပြီးမှသူတို့ကတုံးလေးတီးလိုက်တင်ကန်းလေးခြုံပြီးမှဒီလိုမျိုးလိန်နေကြတယ်အချွေဝါရောင်တော်လာရဲထဲမှာဒီဓာတ်တိုင်ထဲမှာဖုံးကြီးတွေကိုချီပြီးရိုက်ထားတာကသတင်းလိန်ဖြစ်တယ်လို့ပြောတယ်ဆိုတော့ကြွတော့ထပ်ပြီးမှမပြောချင်ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့လဲ Telegram ထဲမှာရေးထားတာကဗုဒ္ဓဘာသာတိုင်းကြည်တင်သောဗီဒီယိုဆိုပြီးမှလည်းတင်ထားတာရှိတယ် ဗုဒ္ဓဘာသာမှန်တယ်ဆိုလို့ရှိရင်တော့ဒါကိုကြည့်ပြီးမှစိတ်နာရမှာဖြစ်တယ်ဒါပေမဲ့ကတုံးတီးတင်ကန်းစီးပြီးမှတုံများသမင်းကျွေးအောင်လှုပ်တဲ့သူတွေကတော့ဒါတွေကိုတရင်လိမ့်လို့ပြောမှာပဲလေနော်ဆိုတော့နောက်တဲ့တဲ့ပုတ်အနေနဲ့ကတော့မနေ့ကမေလ3ရက်နေ့မှာ WordPress Freedom Day ဖြစ်တဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာ မီဒီယာကောင်စီရဲ့ထုတ်ပြန်ချက်တစ်ခုထွက်လာခဲ့တယ်။အိုက်စာပါလေးဆိုတော့ကဘာကလည်းဗာပြောလာတယ်ဆိုတော့တရင်လွတ်လပ်မှုဒီနဲ့ပတ်သက်ပြီးတော့တရင်ယူတဲ့သူတွေကိုနှိမ့်ဆက်တဲ့ဖန်စီတဲ့တပ်ဖြတ်တဲ့အထဲမှာမြန်မာနိုင်ငံလည်းအမြင့်ဆုံးသောစီးရင်ထဲမှာပါဝင်နေတာဖြစ်တယ်။ဆိုတော့အခုဒီ27ဒေါ်လာရေးစလာတဲ့နေ့ကနေစပြီးမှတရင်ယူတဲ့သူတွေကိုဖန်စီကျင်းချထားတဲ့အထဲမှာ အမျိုးသား33ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်း40အကျဉ်းချခံနေရတယ်။ပြီးတော့အသက်ပြည့်တဲ့သူကတော့9ယောက်အထိရှိတယ်လို့သိရတယ်။ဆိုတော့ဒီနေ့ကျွန်တော်မြန်မာနိုင်ငံဟာနိုင်ငံရေးထဲမှာပါဝင်နေတဲ့သူတွေကိုဖမ်းဆီးတာတွေတပ်ဖြတ်တာတွေကတော့စစ်ခွေးတွေအတွက်မထူးဆန်းဘူး။ကျွန်တော်မြန်မာနိုင်ငံမှာတိုက်ပွဲတွေတခုဖြစ်ပွားပြီဆိုလို့ရှိရင်အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေရာမှာတော့ဖုန်းလိုင်းအင်တာနက်ဖြတ်တာတွေလုပ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ခွေးချင်းခွေးကြံတွေကိုကဘာတိမှာကြောက်လို့လေ နော်အမနဲ့ကကျမသတင်းထဲမှာအားလုံးကြားရတဲ့အတိုင်းဦးကျော်စေရကခွေးကြဖို့ကိုဝေဖန်ပြမသူ့ရဲ့မီဒီယာထဲမှာရေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခွေးတီကနေမှသူ့ကိုဖမ်းတယ်လို့ပြောတယ်။ဒါကိုဘောမကျော်မျိုးမင်းပါပြောတယ်လေမြန်မာနိုင်ငံကစက်မပြည့်တဲ့နိုင်ငံရေးသမားတွေကနိုင်ငံရေးဖြစ်တယ်ဆိုလို့ရှိရင်တော့ထောက်ကြဖူးရမယ်ဆိုပြမယူကြောင်ကြောင်နဲ့ပြောတယ်လို့ပြောတယ်ဆိုတော့အခုဒီမှာ မန္တလာမမန်ဘူးလားဆိုတော့အားလုံးတိမိပီးတာဖြစ်တဲ့လောလောဆယ်ဆယ်ကျင်းထောင်ထဲမှာနိုင်ငံရဲ့အကျဉ်းသားတွေအယောက်၄၀ရှိတဲ့စစ်ခွေးတွေရဲ့လက်ချက်နဲ့တပ်ပစ်လိုက်တာကတော့9ယောက်အထိရှိပြီဆိုတဲ့သတင်းသိရတယ်။နော်ဒါကတော့ကျွတ်လို့မြန်မာနိုင်ငံမှာလွတ်လပ်စွာမပြောရဘူးစစ်ခွေးကိုတော့မြောက်တာမြောက်မြောက်လေလေစားရလေလေဖြစ်တဲ့နိုင်ငံဖြစ်တယ်စစ်ခွေးတွေကိုမြောက်ပြောရင်တော့သူတို့အရန်ကြိုက်တယ်ပေါ့နော်သူတို့ကြိုက်ပေမဲ့ကမ္ဘာမီဒီယာက မကြိုက်တဲ့သတင်းရှိတယ် ကမ္ဘာမီဒီယာကတော့စစ်ခွေးတွေကိုလက်မခံဘူးဆိုတော့ဗီဒီယိုတော်တော်လေးနားထောင်ကြည့်အောင်နော်တစ်တော်ရုံးကိုပြောမယ်အန်ဒီတို့ကဂျိုးသားစွာတစ်တော်သုံးနေတာပါဖင်လည်းမပေါ်ပါဘူးရင်လည်းမပေါ်ပါဘူးအန်ဒီရဲ့ဂဒီလေးရဲ့ပဲနော်အများနဲ့တစ်တော်ပေါ်မှာတမတော်ကြီးအားပြီးထောက်ခံနေပို့တွေပဲတင်လာပါနော်ခုပဲတစ်တော်ဖွင့်ကြည့်လို့တွေ့လိုက်တယ်နော်တစ်ယောက်ဖင်ပေါင်ပေါ်ပြီးတော့မှဖင်ပေါ်ရင်ပေါ်နဲ့ဒါမျိုးကြီးကြတော့ခွင့်ပြုထားတော့အန်ဒီတို့မနေ့ကကလေးလေးဟိုတမတော်အားပြီးထောက်ခံနေတဲ့ အဲပို့လေးတစ်ခုမှာကလေးကိုလာပြီးတော့လောင်ပြောင်ထားတာတွေ့တယ်နော်အဲ့ဒါကိုကိုကဘာလေးပြန်ရေးလိုက်လဲဆိုတော့ဘာလေးလာပြောင်နေတာလဲဘာလောင်ပြောင်နေတာလားလို့မေးလိုက်တဲ့စာလေးကိုဖျက်ချပါတယ်ဘာလေးရိုင်းဆိုင်တာပါလို့လဲလို့မေးချင်တာသူများတွေသုံးလုံးဒီရိုက်ထားရင်တောင်မှဘာမခံရပေမဲ့ဆေးဆိုတာလည်းမရှိဘူးတတ်မတော်ချစ်တာကိုပဲပြောတာတောင်မှသူကိုဒီ TikTok ကနေမှ warning တွေမိတာနေမှာပေါ့ဒီလိုမျိုးဖြစ်လာတယ်လို့ပြောတယ်ဆိုတော့ ဒါတွေကိုကြည့်ချင်းအဖြစ်သူများသုံးလုံးလဲတာတောင်မှနင့်တို့စစ်ခွေးနဲ့ရှင်လာလို့ရှိရင်တင့်တယ်တယ်ဆိုတဲ့သဘောရှိတယ်နော်ဒီမီဒီယာတောင်လက်မခံဘူးဆိုတာကရှင်းရှင်းလေးပဲနင့်တို့ကမဖို့ပြတင့်တဲ့ယောက်ျားတစားမိန်းမတစားထက်တောင်မှပိုပြီးမှညစ်ညူးတဲ့ခွေးတရိုက်ဖြစ်တယ်ဆိုတာကတော့မီဒီယာအထိလက်ခံလာတယ်ဆိုတဲ့သဘောဖြစ်တယ်နင့်တို့ကမယိုင်းဘူးရင်ရင်ကျဲကျဲနဲ့ပြောတယ်ဆိုပေမဲ့စစ်ခွေးဆိုတာဟာ အမျိုးသမီးအမျိုးသားရဲ့တစားသက်ပိုပြီးမှညှိညူးတဲ့အရာဖြစ်တယ်ဆိုတာကိုနင့်တို့သိရမယ်နော်ဆိုတော့အခုနောက်သတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်အာမီဒီဘက်ကနေမှထုတ်ပြန်ချက်တစ်ခုကိုထုတ်ထားတယ်ဒါပါလေဆိုတော့မနေ့ကမေလ3ရက်နေ့ည10:25မိနစ်မှာရန်ကုန်တိုက်ကြီးမြို့နယ်မှာရှိတဲ့တိုက်ကြီးမြို့နယ်ရဲစခန်းကိုပြင်စာမိုင်း3ခုထဲမှာလက်ပစ်ဘုံရော်တပ်ပြင်းမှာဒီမြို့မှာရဲစခန်းကိုပစ်ချလိုက်တယ်လို့ သိရတယ်ဆိုတော့ဘလောက်ထိထိတယ်ဆိုတော့အသေးမသိနိုင်သေးဘူးဒါပေမဲ့အဲ့ထဲမှာပင်းအားကြီးတဲ့မိုင်းသုံးလုံးနဲ့အတူအဲ့မိုင်းထဲမှာလက်ပစ်ဘုံဘောနပ်စ်ပါထည့်ပြီးမှပစ်ထည့်လိုက်တယ်လို့သိရတယ်အင်မတန်မှအကုန်ယူတယ်ဒီလိုမျိုးမြို့ကြီးထဲမှာကြောက်ရွံ့ခြင်းမရှိဘဲနဲ့ဒီလိုမျိုးတော်လာနိုင်တဲ့ PDF တွေအားလုံးကိုဥညွလေးပြုတယ်ဆိုတဲ့အကြောင်းလေးပြောချင်တယ်ပြည်သူတွေအားလုံးစက်မှပြည့်ရှိကြပါစေ